ယူကရိန်းကိုရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးဖျားသခင်ကိုစောင့်မျှော်နေတော့ကဘာကြီးမီးလောင်ရုံပဲရှိတယ်လို့ယူကရိန်းသံမကပြောလာပါတယ်။ပိုလန်နိုင်ငံရဲ့ရုရှားတုံးကြီးစကိုဇင်ကျူးကျော်ဝင်ရောက်လာမှုတည်းနေတိုးဖွဲ့အားပုံမှန်14နဲ့ချင်းချောက်မှုအရာအလုံးတောင်းနဲ့စီးပွေးကိုပိုလန်ကခေါ်ခဲ့ပြီးရုရှားတုံးတစ်စင်းဟာစက်တင်ဘာလဆိုတဲ့နေ့ကရူမေးနီးယားနိုင်ငံအတွက်ထပ်မံဝင်ရောက်ပြီးနောက်နေတို့တဖွဲ့ဝင်တွေကိုဥရောပအရှိတတိုင်းလို့ခေါ်တဲ့နေဆက်ကိုဆေလွတ်တက်ဆွဲမယ်လို့ပူရတမလာကာရိုနော့စကီကပြောပါလိမ့် ိုလန်တွင်ဝင်လာတဲ့ drone လေးစီးကို NATO fighter ဂျက်လေးတွေကဖြစ်ချခဲ့ရပါတယ်။အော်တောင်တွေဖြစ်ခဲ့ရသလိုမေးလျနယ်တွေဝင်လာတဲ့ drone တွေကတော့ fighter ဂျက်လေးနှစ်စီးလိုက်လံစောင့်ကြည့်နေစဉ်တွင်ရော်ရော်ဒီပြောက်သွားပါတယ်။ဒီအချိန်မှာ Ukraine နဲ့ Brazil ကရုရှားဟာစစ်ရေးချက်ထွက်လာပြီဖြစ်ပြီးတော့အမှောင်ရရောက်ရှိလာမှုမဟုတ်တဲ့အတွက် NATO နဲ့နောက်မဟာမိတ်နိုင်ငံတွေအားလုံးပိုလန်ရှိမှာခါစီခံရတဲ့ယူကရိန်းကအပြေအဝါထောက်ပံ့တဲ့လို့ရုရှားအားထိရောက်ပြီးစစ်ရက်တန့်သွားစေမယ့်စစ်ပေါင်းရေးယူမှုမျိုးလုပ်ရတော့မယ်လို့တိုက်တွန်းပြောပါတယ်။ ဇီလန်စကီရဲ့သဘောထားအရအဲ့လိုမျိုးစူပေါင်းအရေးယူမှုသာသွားလုပ်မယ်ဆိုရင်ဒါဟာရုရှားနဲ့ဥရောပနိုင်ငံတွေထိတ်တိုက်တွေ့မှုဖြစ်ပြီးကမ္ဘာစစ်တော်မှာဖြစ်သွားလိမ့်မယ်လို့လေးလာသူတွေကပြောပါတယ်။ဒီအချိန်လေးကြောင့်နေလို့တဖို့အနေဟာရှေးချန်ကင်စကန်စစ်စင်ရေးဒစီတပိုင်းဖြစ်ဥရောပကိုရုရှားဝင်လာရင်တော့ပထမဆုံးဖြစ်ကြွားမယ့်ပိုလန်ရှေ့ပိုင်းကိုတက်တည်စေလို့ပြီးတက်ဆွဲစေတော်မှာဖြစ်ကြောင်းပိုလန်သမ္မတကတော့ပြောပါတယ်။ ကုလသမဂ္ဂလူကြိုးရေးကောင်စီစီမှာယူကရိန်းသံအမတ်ကြီးအန်ဒရီမာလနစ်ကပိုလန်နဲ့ရိုမေးနီးယားကိုပင်လေးပိုင်းနဲ့ကျူးကျော်ကရုရှားဟာတတိယကမ္ဘာစစ်စတင်မှုပြီးရှုံးနေပြီဖြစ်ပေမဲ့ဒီစစ်ပွဲကြီးအားငေးမောနေပြီးတော့ထရားသခင်ကသာစောင့်နေရင်တော့ဘယ်အခါမှရောက်မှာမဟုတ်ပဲပူတင်ရဲ့ဒုံးကြီးတွေသာဘာလင်ပဲရစ်လန်ဒန်မြို့ကြီးတွေကိုကြားရောက်မှာဖြစ်ပြီးကမ္ဘာကြီးမီးလောင်သာရှိတယ်လို့ယူကရိန်းသံအမတ်ကသတိပေးပြောသွားပါတယ်။လောလောဆယ်မှာတော့ပိုလန်နိုင်ငံမှာနေတိုးတက်တွေချဖို့သဘောတူလိုက်ပြီး ဒီလိုတစ်ဖက်အနေကိုအရှိပိုင်းကင်းသမားဆစ်စင်ရဲ့တတိယပိုင်းဖြင့်ပိုလန်နိုင်ငံထဲမှာတက်ဆွဲခွင့်ပြုဖို့သဘောတူခဲ့ကြောင်းပိုလန်မျိုးသားလူကြိုးရင်းပြုလို့ကကြေညာပါတယ်။ဒီဆုံးဖြတ်ချက်ရဲ့တရားစီစဉ်တဲ့အသေးစိတ်ချက်လက်တွေကိုတော့လှုပ်ဝက်ထားပြီးထုတ်ဖော်ပြောခြင်းမရှိပါဘူး။ရုရှားမောင်းမှုနဲ့လေရင်တွေဝင်လာပြီးတဲ့နောက်မှာဒီလိုမျိုးဆုံးဖြတ်ရတာဖြစ်ပါတယ်။လက်ရှိအချိန်မှာနေဆက်ရေးအတိမတ်မှုချို့တော့ရှိနေတယ်လို့သိရပါတယ်။ပိုလန်နိုင်ငံကပဲစောင့်ဝုံကူမှာမိမိတို့အနေနဲ့ ပြစ်မှတ်ထားဖို့အစီအစဉ်မရှိဘူးလို့ရုရှားကာကွယ်ဝန်ကြီးဌာနကပြောပါတယ်။နေတိုးဖွဲ့တွင်မှကျမရူတာကတော့နေတိုးဖွဲ့အရှိတ်ချံကမဟာမိတ်ဖွဲ့ရဲ့တာစီကာကွယ်ရေးအနေထားကိုအားဖြည့်ဖို့အရှိတ်စစ်စင်ရေးကိုစတင်လှုပ်ဆောင်နေပြီလို့ကြေညာထားတာဖြစ်ပါတယ်။